တနင်္လာသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါတနင်္လာသားသမီးတွေကိုဘဝတသက်တာမှာတွေ့ကြရမယ်လောကရန်၈ပါးထဲမှာအကောင်း လောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဲ့တော့အဆိုးလောကရန်တွေအကြောင်းကိုမပြောတော့ဘူးအကောင်းလောကရန်တွေတွေ့ကြရမယ်နှစ်ပိုင်းခြားတွေကိုကျွန်တော်ညဟောကြားပေးမှာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့လောကရန်၈ပါးမှာအကောင်းလေးနှစ်ရှိတယ်အဆိုးလေးနှစ်ရှိတယ်အဲ့ဒီနှစ်တွေကလည်းရှင်းနှစ်တခါပြန်ကြုံနေရတဲ့တယ်ရှင်းနှစ်တခါအဲ့တော့အကောင်းလေးအဆိုးလေးအဲ့လိုပဲပြန်ပြန်ပြီးတော့ပတ်သက်နေရတဲ့တယ်ခင်ဗျာ ဟုတ်တနိဒာသားသမီးတွေကဘယ်နှစ်တည်းမှာစကောင်းသလဲဆိုရင်တနိဒာသားသမီးတွေကဘဝအတိတ်တွေပြန်ဆရတာမျိုးလေလုပ်ငန်းတွေပြန်ဆရတာမျိုးပြန်ပြီးတော့အဆင်ပြေလာမျိုးတွေနော်လက်ကမောင်းခတ်လို့ရမယ်နှစ်နော်ဘဝအတိတ်စိတ်တည်လူတွေဘဝအတိတ်နဲ့ပြန်ဆရတဲ့နှစ်ကအသက်14နှစ်22 30တနိဒာသားသမီး30 38 46 54 60 68 90 88 86 94အဲ့နှစ်တည်းတနိဒာသားသမီးတွေရာဟုတက်ရောက်နော် နောက်ကတည်းက၈ပါးရဆိုရင်ရတော့လို့ခေါ်တဲ့နှစ်ကိုရောက်ပါတယ်အဲ့တော့အကောင့်နှစ်ကိုစရောက်တယ်ကျန်တဲ့နှစ်တွေကတော့ဒါစနေသက်ရောက်လို့ကျန်တာပြည့်ရောက်ရှိတာတွေကုန်တဲ့နှစ်အဲ့ဒီမတိုင်ခင်နှစ်တွေကတော့ညံ့တယ်ဒီနှစ်ကစပြီးတော့ကောင်းတက်တယ်ကောင်းတယ်ဆိုတဲ့နေရာမှာရအောင်သက်ရောက်ရောက်လာရင်တော့စုံကောလက်ကောဝင်တက်တယ်အဲ့တော့လူမှုရေးကိစ္စအိမ်တော်ရေးကိစ္စနော်အားလို့ရှောင်ရတယ်မိမကိစ္စတွေရှောင်ရတယ်အဲ့တော့လူမှုရေးကိစ္စအခြေအိမ်တော်ရေးကိစ္စအရှုပ်ထွေးပြုတ်လို့ရင်ရှိလာမယ့်နေ့တွေမှာလဲစီးပွားလုပ်လာပါလေပိတ်ဆို့သွားတယ်လက်တွေပိတ်သွားတယ်အရာဟုတ်တဲ့ရောက်ဆက်ရောက်ပြီဆိုရင်သတိပြုဆင်ကျင်ရမှာ လူမှုရေးကိစ္စရှုပ်ထွေးလုံးလို့မရဘူး။နောက်မင်းပါကိစ္စရှောင်ရှားတင်ပါလေ။အဲ့ဒီထက်ရောက်လာရင်စိတ်သားဟင်းနဲ့ထွေးမစားဘူးနော်။ရအောင်တက်ရောက်ထက်ရောက်လာရင်တချက်တတိထားပါဒီနှစ်ထက်ရောက်လာရင်အလုပ်ကိုယ်အနေနဲ့အချိန်မဖြုံးတင်ဘူးလို့ရုပ်ရှင်ကြည့်တာလို့နော်ဂိမ်းဆော့တာလို့ဟဲ့လားဂိမ်းဆော့တာမျိုးရုပ်ရှင်ကြည့်တာမျိုးဒီနော်။အာဝေအလဟတ်ပေါ့နော်အချိန်တွေမဖြုံးတင်ဘူးကိုလှုပ်ချင်တဲ့ကိစ္စတခုကိုလှုပ်ချင်တဲ့အလုပ်တခုအင်တိုင်းအားတိုင်းနဲ့လှုပ်ဆောင်တင်တယ်။ တိမ့်တွေပေါ့လေအဆင်ပြေမဲ့နှစ်နော်အဲကြားထိုးတာလို့ဘောလုံးဝဲကြည့်တာလို့မလုပ်သင့်ဘူးလေနော်အေကန်ဘုတ်ချက်ချမ်းသာမဲ့နှစ်ဖြစ်ပါတယ်အဲ့မှာကိုကပြောတဲ့စကားတွေကိုလည်းလူတွေထောက်ခံမယ်ကိုလည်းလူတွေလေးစားချစ်ခင်လာမယ်နောက်ဆုံးကိုရဲ့အဲပုံမှန်တရားစားအရင်ရတဲ့ပုံကြီးကြည်ကောင်းလာမယ်နော်ကြည်ပြောရှုပြောဖြစ်လာမယ်အရင်တော့စုပ်တိစုပ်ပြဖြစ်နေတော့ဒီအဲ့တူနှစ်နှစ်ပြောက်လာရင်တာတာနာနာဖြစ်လာတယ်လေလူကအစဒီမျက်နှာအစဝင်းလာလာမျိုးနဲ့အယောင်ထွက်လာမျိုးတွေတော့ကြုံတွေ့တဲ့နှစ်မျိုးနော်ဒီရာဟုတဲ့ရောက်တာတော်တော်အဲ့မိမကိစ္စတော့ရှောင်းသိမ့်ပါတယ် နောက်တစ်ချက်ကအဲ့နေ့ထဲရောက်လာရင်ဒိန်းနာသားသမီးနော်မာဘုတ်တစ်ကျွင်းမိမိရဲ့မြမမွေးတက်ကလေးကိုခုနကစားလို့တစ်ကျွင်းနေအတွက်ကြတော့ဒီအခုပြောပြရတဲ့တပိုင်းချာရအောင်တက်ရောက်ဒီမှာကအနေငယ်ခုနအကောင်းလေးတွေကတရားခိုင်တော့ကောင်းဖို့အတွက်ခက်ခဲပါတယ်အញ្ញအခိုင်လေးတွေအနေငယ်ကျုံ့တက်တယ်သူများအတွက်တွေတော့ကောင်းမယ်ဒိန်းနာသားတွေအတွက်အတိုင်းမှာဒီမဟာဘုတ်တစ်ကျွင်းနေကြတော့ဗုဒ္ဓဟူကမရဏဖြစ်တဲ့အတွက်ကြောင့်မလို့ရာဟုတက်ရောက်ကလည်းဗုဒ္ဓဟူရဲ့တဝက်ဆိုင်နေ ဲ့တကြောင်မို့လို့အနေငယ်အညာခိုင်တုံတွေ့တဲ့တဲ့နော်တိတ်ကျွင်းတင်းလာနေနေကအနေငယ်ညက်တဲ့တဲ့အဲ့ဒီထရောက်လာရင်ခုနစိတ်သားဟင်းနေပါလေရှောင်ရှားတင်တယ်အဲ့တော့ကိုကငွေမရှိရင်တော့ကိုကိုလုပ်ငန်းလုပ်ဖို့တော့သူများတွေကငွေတွေပဲပေးလာတတ်တဲ့နှမျိုးဖြစ်ပါတယ်အဲ့လိုနှမျိုးရောက်လာရင်အညာခိုင်တွေကြုံတွေ့နေရရင်ရောင်းတဲ့ရောက်ရဲ့ရေရာလေးတွေကိုပြောပြမှာဖြစ်ပါတယ်ကလေးတွေကိုမုတ်ဝဲကြွေးတာလို့မုတ်ဘိုးပေးတာလို့ပြုလုပ်တင်တယ်ကလေးတွေကိုပျော်ပွဲရှင်ပွဲတွေပြုလုပ်ပေးတင်တယ်အော်ဇေဒီတဆူဆူကိုသွားပြီးတော့ရက် အဖြူအောင်တက်စေလှူဒန်းရမှာဖြစ်ပါတယ်။နောက်ရေတက်စေတက်ပေးရမယ်နော်။နောက်ဖျားရင်ရုပ်ပွားတော့ရင်ဘတ်တော်ကိုဖြေပြားဆက်နှပြားချပြီးလှူဒန်းရမှာဖြစ်ပါတယ်။လောကဝိဇ္ဇူဆိုတဲ့ဘုံတော်ကိုအဋိဌံပရိစေရမယ်။ရွှေသီးနှစ်လက်ဖျားမှာကြက်ချေခတ်ပြီးလှူဒန်းရမယ်။အော်ကြာပန်းအဖြူရောင်လူကြမ်းရမယ်အဲ့လိုဆိုရင်ခုနကရာဟုတယောက်ရဲ့မရဏတယောက်ကြာနေရင်လည်းအညံ့တွေပျောက်ပြီးတော့ကောင်းလာမယ်အဲ့တော့စီးပွားတွေစပြီးစီးပွားတွေတက်မယ်နှစ်စပြီးကောင်းလာမယ်နှစ်မျိုးဖြစ်ပါတယ် ဲ့တော့ရှေ့ကိုဆက်သွားတဲ့ခါမှာတရိနာတက်ရောက်ကနေရှေ့ကိုတခွင်ထပ်တိုးတဲ့ခါမှာတောက်ကြတက်ရောက်ဖြစ်သွားတယ်။အဲ့တောက်ကြတက်ရောက်ကလည်းအခါတိုင်းနည်းနည်းမတူအောင် စီးပွားတွေတိုးတက်လာတဲ့စီးပွားတွေတက်လာတဲ့နောက်စီးပွားတက်မဲ့နေ့ကျေးဇူးရှင်တွေကိုမိဘတွေလည်းပြန်ပြီးတော့ကြည်နိုင်မယ်ပြန်ပြီးတော့ထောက်ပံ့နိုင်မယ်နေ့မျိုးဖြစ်မယ်။ကိုယ့်ဘောကျေးဇူးရှိတဲ့လူတွေကိုလူကြီးမိဘတွေလည်းပြန်ထောက်ပံ့တဲ့ထောက်ပံ့ရတဲ့စိန်တွေစက်ပစ္စည်းတွေမြေတွေဝင်လာတဲ့နော်ခရီးဝဲခရီးခရီးနည်းမျိုးစလုံးပြပြရှင်ရှင်နဲ့သွားရတဲ့ခရီးတွေထွက်ကြတဲ့ ယာရုတွေတိုးတက်တယ်စုံးမလို့ဖြစ်နေတဲ့ပစ္စည်းတွေလည်းပြန်ရတတ်တယ်နော်အဲ့တော့ပစ္စည်းအစ်စ်တွေဝင်တတ်တယ်ဝယ်စားအစ်စ်တွေဝင်လာတတ်တယ်နော်ကိုမမျောလင်းထားတဲ့အဆင့်တန်းတစ်ခုထိတောင်ရောက်သွားနိုင်တယ်ဒီတပ်ပိုင်းချာမှာအဲ့မဲ့တစ်ခုထိထားမှာတင်းနေသားသမီးတွေ49ကဘုံမီကြီးကြတယ်မတော့ကြတက်ရအောင်အခုအဲ့တော့49ကြာရောက်နေတဲ့တင်းနေသားကတော့အနည်းငယ်ပြူဆိုင်ရမယ်အဲ့ထဲမှာမှဒီတောက်ကြတက်ရောက်ကြာရောက်နေတဲ့အကောင်းနဲ့တော်တော်49ကထင်သလောက်မကောင်းပြန်အောင်နောက်တစ်ချက်ကမဟာဘုတ် မိမိရဲ့မြန်မာမျိုးသက်ကိုခုနှစ်နဲ့စားလို့တုံးကျွေးတဲ့သူတွေတွေ့ကြတော့လေကောင်းကျိုးအပြည့်ဝရဖို့အနေငယ်ခက်ခဲပါလိမ့်မယ်အညာခိုက်လေးတွေအနေချင်းကြုံတွေ့တတ်ပါတယ်အဲတုံးကျွေးတွေအတွက်မဖို့တုံးကျွေးတွေအတွက်အနေငယ်ညံ့တယ်အဲ့တော့49ကြာရောက်နေတဲ့တမင်နာသားသမီးတွေကလည်းဘုံကြီးကြီးကြာတဲ့အတွက်အနေငယ်ညံ့တယ်အဲ့လို49ကြာရောက်နေတဲ့တမင်နာသားသမီးတော့တောက်ကြတဲ့ဟာအကောင်းဆုံးနဲ့အညာဖြစ်တဲ့အတွက်ကျမ်းပါရင်ညံ့တတ်တယ်နော်ကျုံးမြင်နာအမှုခင်းနေဖြစ်တဲ့ရုပ်ရည်ထိမိခိုင်းမိတယ်ဖြစ်တဲ့49ဆိုရင်တော့နော် အဲ့ဒီအញ្ញမ်းခိုက်တွေပြပြဖို့အတွက်ဆလက်ရွက်9ရွက်ခင်းရမယ်အဲ့ဆလက်ရွက်9ရွက်ခင်းပြီးတော့စိတ်သား၉တုံးတင်ပြီးတော့လမ်းဘေးကခွေးကိုရ၉နိုင်မှာကျွေးရမှာဖြစ်ပါတယ်အဲ့ဘယ်နေ့လောက်အောင်လဲဆိုရင်တောက်ကြနေ့မှာပြုတ်လောက်အောင်ဖြစ်ပါတယ်အဲ့လိုပြုတ်လောက်မယ်ဆိုရင်ခုနဘုံမကြီးကြာရောက်တဲ့အသက်ပိုင်းချအញ្ញမ်းခိုက်တွေပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့အဲ့လိုတောက်ကြတဲ့အထက်မှာရရအနေနဲ့အဲ့ရဆွေးအိတ်ကမှာဖြစ်ပါတယ်အဲ့ဆင်းရဲနွမ်းပါတဲ့သူတွေကိုခရီးစိတ်ထောက်ပံ့ပေးရမှာပါ နောက်မြန်မာပြည်အနှက်ဖျားဘူးတွေပါတယ်ထပ်တင်ပါတယ်နောက်အင်္ဂါနေ့တိုင်းစီသမင်းငါးဘွက်ဖျားမှာကတ်လူပါမှာဖြစ်ပါတယ်ဒါပေမဲ့အုံးဒီမထည့်ရပါဘူးနောက်ကြတာပရင်းနေ့တိုင်းမုတ်စိမ်းပေါင်း၃ပကံနောက်ဖျားမှာလှူဒန်းရမှာဖြစ်ပါတယ်အဲ့တော့ထပ်မှပြီးတော့အောက်ကြတဲ့ရောက်ပြီးတဲ့ခါမှာတနေ့လို့တဲ့ရောက်အကောင်းလေးနှစ်ကိုဇက်တိုက်ပြပြပေးသွားမှာဖြစ်ပါတယ်တနေ့ဦးလေတယောက်ကတော့ဒါအိမ်ပြင်ရတယ်အိမ်ဆောက်ရတယ်ယာရုတိုးလုပ်ငန်းတိုးတက်တာမျိုးတွေကြုံတွေ့တတ်တယ်လူမျိုးကြပါတာကြားတယ်မဆာတတ်တယ်ဒါပေမဲ့တခုတတိတာမှာက ဘုံဆိုးမဲ့တဲ့ညာရင်ညက်တွေလက်မခံသေးဘူးအမှုဖြစ်တတ်တယ်နော်အဲ့ဒီတနည်းတစ်ယောက်ကတော့တနည်းသားသမီးအနေနဲ့ကဘယ်တပ်ပိုင်းခြားတွေမှာကြားရလဲဆိုရင်အသက်16 24 32 40 48 56 64 82 80 88 96အဲ့ဒီနှစ်တွေကတနည်းတွေတနည်းသားသမီးအနေနဲ့ကတနည်းတွေတယောက်ဖြစ်ပါတယ်အဲ့ဒီထဲကဒီမှာအင်ဂျင်အိမ်ဆောက်ရတဲ့အိုးပိုင်ပိုင်လေးရမယ်လို့ပြောတာဖြစ်ပါတယ်အဲ့ဒီတဲမှာတနင်္လာသားသမီးတွေနဲ့ငါးကျွင်းတွေအတွက်ကကြတော့အနှဲငယ်ညံ့ခိုက်ရှိတယ်။ငါးကျွင်းဆိုမိမိ မြန်မာမွေးတက်ကြရီကိုခုနှစ်နဲ့စားရလို့၅ချင်းနဲ့တွက်ကြတော့အနေချင်းအိမ်တွင်းရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေပြည်ပြဿနာပေါ်တတ်တယ်ပြဿနာဖြစ်တတ်ပါတယ်။တန်တဲ့အကျွင်းတွေကြတော့ကောင်းတယ်။ကျန်တဲ့တင်းရသားသမီးတွေအတွက်ကြတော့အဲ့တော့စီးပွားတက်မဲ့နှစ်နော်လုပ်ငန်းတိုးချဲ့လောက်ကန်ရတဲ့နှစ်နော်အဲ့လုပ်ငန်းမှာယာလူတိုးတာမျိုးတွေကျုံတွေ့တဲ့နှစ်နော်သုံးကျွင်းတွေအတွက်ကတော့အနေငယ်ညံ့တယ်ပြီးတော့တင်းရသားသမီး50ခွန်ကတော့အနေငယ်အညံ့ရှိတယ်။အဲ့လိုနဲ့တစ်ချက်ကြာရောက်နေရင်အညံ့ခိုက်ဖြစ်ပေါ်နေပြုတ်လို့ရမယ့်ရေရာက ဟိုတပူးနေတိုင်းရှောက်သီးတော့ဖះမှာဆုံးတော့ကက်ရမှာဖြစ်ပါတယ်အဲမကြာခဏအတိတ်ထံပြုတ်ပြီးတော့တက်တက်လို့စားရမှာဖြစ်ပါတယ်နော်တနင်္ဂနွေနေ့တိုင်းဈေးရီတဆူဆူရဲ့တနင်္ဂနွေတောင်မှာစီမီးတက်စစ်ပူကြောမှာဖြစ်ပါတယ်နော်ဘဲသားနဲ့အုံးတို့နဲ့ချက်ပြီးတော့လေးစင်းချိုင်းနဲ့ထည့်ပြီးဖုံးရောက်ကိုဆုံးပို့ရမှာဖြစ်ပါတယ်အဲ့ဒါကိုလည်းဘောတပူးနေ့မှာပြုတ်လို့ရတယ်နော်အဲ့ထပ်မှပြီးတော့တိရနာသားသမီးတွေနဲ့ အကောင့်နဲ့တရားအကောင့်ဆုံးနဲ့ပေါ့နော်တနင်္လာတက်ရောက်အကြောင်းကိုထပ်မံပြီးတော့ပြောပြပြီးတော့မှဖြစ်ပါတယ်အဲ့ဒါကတော့ငွေတွေဝင်မဲ့နဲ့နော်ခြေတွေပေါက်တာတို့ဟုတ်လားအလူအတန်းတွေပြုလို့ရတတ်တယ်နှစ်ပိုင်းခြားတွေကတော့တနင်္လာတက်ရောက်ဖြစ်ပါတယ်အဲ့တနင်္လာတက်ရောက်ကတော့အသက်6နှစ်18နှစ်25 33 41 49 50ခွန်ပြီးတော့65 83 88 89 90ခွန်အဲ့ဒီတွေကတနင်္လာသားသမီးတွေတနင်္လာတက်ရောက်ကြရတယ် အဲ့ဒီနေ့တက်ရောက်ဒီလာဘလာဘောလို့ခေါ်တယ်လက်လာဘတွေပုံမှန်နဲ့ထီပေါက်မယ်နဲ့ချဲပေါက်မယ်နဲ့အမွေရမယ်နဲ့နော်အဲ့ဒီထဲကြောက်အောင်လေငွေတွေဝင်လာတက်တယ်အမွေတွေဘာတွေရကြချင်းအဲ့ဒီထဲမှာရမယ်အဲ့ဒီထဲမှာယူရင်ငွေတွေအဖတ်တင်တတ်ပါတယ်အဲ့တော့မျက်နှာတွေဘာတွေလဲပွင့်တက်တယ်နော်အဲ့ဒီချိန်ကာလမှာယာရုတက်တာမျိုးတွေလားစာတိုးတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့ထီတွေဘာတွေထိုးမယ်ဆိုရင်တင်းနာနေ့17နာရီတိတိမှာရှေ့ကနန်းခုံနှလုံးပူးတဲ့ထီနံပါတ်ကိုရှာပြီးထိုးအောင်မယ်ထီနော်ထီထိုးမယ်ဆိုရင်ခုံပူးနော် အချိန်ကတနင်္လာနေ့မနက်7:00နာရီလောက်မှာထိုးရမှာဖြစ်ပါတယ်။အဲ့ဒီထဲရောက်တဲ့တနင်္လာသားသမီးတွေခြေထောက်မှာဘွေပါတယ်လို့မျိုးခကြီးတွေမကြာခဏထွက်နေရတဲ့တယ်နော်။အဲ့တော့ byte အောင်တာတော့ဝမ်းတွေပါနေပြက်တာလို့ဖြစ်တယ်အဲ့လိုတင်းနေတာတက်ရောက်ရောက်လာအဲ့လိုပြစ်ခဲ့ရင်တမ်းပါရညခိုင်ကြုံလို့ခဲ့အုံးရီ၄ခွက်နဲ့လေကားကိုပတ်ပြီးတော့ဆေးရမှာဖြစ်ပါတယ်အုံးရီ၄ခွက်နဲ့လေကားကိုပတ်ပြီးဆေးရမယ်ဆေးရတာကတော့ဘုံလူနဲ့ညနေပိုင်းမှာဆေးရင်ပိုကောင်းပါတယ် တော့မျက်စိအားနဲ့တော့မျက်မှန်တက်တဲ့သူဆိုရင်မျက်မှန်ပါဝါတိုးတာတွေပဲတော့ဖြစ်တတ်တယ်မျက်စိနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေညက်တတ်တယ်အဲ့တော့ဒီနေမျိုးမှာဒီမြတ်သားသမီးကအိုးပိုင်အိမ်ပိုင်တွေကားပိုင်တွေရလာတတ်တယ်နော်အိုးပိုင်ပိုင်တွေရလာတတ်တယ်စီးပွားတွေတက်လာတတ်တယ်အဲ့ဒီနေ့ဆက်ရောက်လာရင်အဖိုးမတန်ဘူးဆိုပြီးဘူးရက်ခွက်ထဲမှာပစ်ထည့်ထားတယ်ပစ်တန်ပစ်ထားတဲ့ကြောက်တစ်လုံးရှိတတ်တယ်နော်အဲ့ဒီကြောက်ကိုကွာလက်စွပ်ကွင်းဝင်မှာဆိုငွေလက်စွပ်နဲ့ကွင်းဝင်မှာဆိုရင် ို့မှာကွင်းဝင်ထားမယ်ဆိုရင်စီးပွားလွတ်လာပါတယ်တိုးတက်တယ်တောစကားဆိုစကားတွေအောင်မြင်တတ်ပါတယ်အဲ့ဒါတော့အလွန်ကောင်းတဲ့အဆောင်ဖြစ်ပါတယ်ဗျာနော်ကြောက်ကလေးတစ်လုံးရှိခဲ့အဲ့ဒီတပိုက်ချက်ရောက်နေလို့ကြောက်လဲရောက်နေတယ်ကို့အိမ်မှာလည်းကြောက်ကလေးတစ်လုံးရှိတယ်ဆိုရင်လက်စွပ်ကွန်းဝတ်တင်ပါတယ်အဲ့တော့အဲ့ဒီနေ့ထဲမှာအញ្ញံအခိုက်တွေပြပြဖို့အတွက်ကိုတရင်းနာနေမှာဖះတဆူဆူရဲ့ဒီတရင်းနာတော့ဂျိုတိုင်းဖះဆင်းလို့တော့အမွေးနဲ့တာနဲ့ရေတက်ပဲပြရမှာဖြစ်ပါတယ်အဲ့တော့ကြာဘူး2ပွင့်နော်ကြာဘူး2ပွင့် ဒီစပန်းက6ပွင့်ရောလားဘုရားမှာကက်လူပူဆောင်မှာဖြစ်ပါတယ်။နောက်ငကယုံဘုရားမှာဖညက်ဆက်တခဲစက်ကူနဲ့ကတော့စက်ကူကတော့လည်းထဲ့ပြီးတော့ငကယုံဘုရားမှာကက်လူအောင်မှာဖြစ်ပါတယ်။အဲ့တော့ဒါတင်ရသားသမီးတွေအကောင့်လင်းတွေကိုပြောပြပေးတာဖြစ်ပါတယ်။အကောင့်လင်းတွေဆိုရင်မယ်နာမည်နှိပ်ပြမိနေတဲ့သူတို့နော်မရဏတက်ရောက်ကြရောက်နေတဲ့သူတွေကြတော့အများအခက်ဖြစ်တတ်တယ်။အဲ့တင်ရသားတက်ရောက်မှာတင်ရသားသမီးမဟာဘူး6ကျွင်းနေကြတော့တင်ရမရဏဖြစ်တဲ့အတွက်ကောင်းကျိုးပြေဝရဖို့ခဲရင်ပါတယ်။အများအခက်အနေချင်းကြုံတွေ့တတ်ပါတယ်။ဒီတစ်ချက်တော့သတိထားရမယ်။နောက်တစ်ချက်နာမည်က အဲ့လိုနှိပ်ပြပေါ့နော်အရင်ဖျားကြောင်လေအညာကိုက်လေးတွေဖြစ်တတ်ပါတယ်အဲ့ဒီချက်ကလုတ်ကင်းရင်တော့ကောင်းကျိုးချမ်းသာဒုက္ခတရားခိုင်တော့ရရှိမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေတနေ့နာသာသူများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးပြဝေးကွာကြပါ